င်္ဂလာမနက်ခင်းပါရှင်လွတ်လပ်တဲ့အာရှတန် RFA ရဲ့2025ခုနှစ်မလ9ရက်နေ့တောက်ကြနေမနက်ခင်းစီစဉ်နေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမဆမ်းမအောင်ပါရှင်မြောက်ရီမှာလူကုန်ခံရတဲ့အင်ဒိုနီးရှားနိုင်ငံသား900ကျော်နေရပြန်ဖို့ကြိုးစားနေပါတယ်မုံရမန္တလေးလမ်းပေါ်ကတိုက်ပွဲမှာစစ်ကောင်စီတပ်သား18ယောက်သေဆုံးသွားပါတယ် ဒီသတင်းတွေနဲ့အတူ RFA ပေးစာပြန်စာအစီအစဉ်နဲ့ရှန်တိုင်းသားဘာသာအစီအစဉ်တွေကိုထုတ်လွှင့်သွားဖို့ရှိပါတယ်ရှင်။လူကုန်မှုခံရပြီးထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြရီမြို့နယ်ကို ရောက်နေတဲ့အင်ဒိုနီးရှားနိုင်ငံသား925ယောက်နေရပြန်နိုင်ဖို့ကြိုးစားနေတော့မယ်လို့အင်ဒိုနီးရှားနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနကပြောကြားကြောင်းအန်ထရာသတင်းမှာမလ6ရက်နေ့ကဖော်ပြပါဗျာ။ နေရပြန်ဖို့စ조사နေစေသူတွေရဲ့အရေးအတွက်ဟာအင်ဒိုနီးရှားနိုင်ငံသားတွေဒေတာတွေအာနာပိုင်နေတဲ့သတင်းတွေအရသိရတဲ့ဥယျာဖြစ်တယ်လို့အင်ဒိုနီးရှားနိုင်ငံသားတွေအကာအကွယ်ပေးရတဲ့ဥပဒေရေးရာဌာနညွှန်ကြားရေးမှူးကပြောပါတယ်။နိုင်ငံသားတွေပြန်ခေါ်နိုင်မှုဂျာကာတဆင့်ပြန်ပို့ပေးမဲ့ထိုင်းအာနာပိုင်နေတဲ့အင်ဒိုနီးရှားဝန်ကြီးဌာနတို့ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်းပြောပါတယ်။မြောက်ရီမှာအင်ဒိုနီးရှားနိုင်ငံသားတအူးတယောက်မှပြိမ့်မိမနေအောင် မြန်မာစစ်ကောင်စီနဲ့လည်းချိတ်ဆက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်ရှင်။မုံရမြို့ကနေမြင်းမှုမြို့ကိုထွက်ခွာလာတဲ့စစ်ကောင်စီရင်တန်းကို မုံရမန္တလေးလမ်းတနေရာမှာဒေသပြည်သူကာကွယ်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်18ယောက်သေဆုံးခဲ့တယ်လို့ချောင်းမြို့နယ်ပြည်သူကာကွယ်တပ်ဖွဲ့ကမလ6ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။မလ4ရက်နေ့ညနေကမြင်းမှုမြို့ကိုထွက်ခွာလာတဲ့စစ်ကောင်စီရဲ့တံပြားကရင်းနှီး ချောင်းမြုပ်ကိုဖျက်တမ်းချိန်မှာချောင်း PDF နဲ့ဒေသခံပူပေါင်းမဟာမိတ်တပ်တွေကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ထိခိုက်ဒဏ်ရာခဲ့တယ်လို့လည်းပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ရဲ့လက်နက်ခဲယမ်းအများပြားကိုသိမ်းဆည်းနိုင်ခဲ့ပြီးတံပြားကရင်းနှစီကိုလည်းမိရှို့ဖြစီခဲ့တယ်လို့ဆိုပါရယ်ဆက်စရင်ဖော်ဆောင်နေချိန်မှာခီးသွားပြည်သူတွေအနေနဲ့မုံရမန္တလေးလမ်းမကြီးကိုအသုံးပြုတာတတိထားဖို့ချောင်း PDF တာဝန်ရှိသူတအူးကပြောပါရယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်တာမုံညဲမြို့နယ်ခွဲမုံစီကျွရအုပ်စုတဲကနန်လင်းချောင်းမှာတရုတ်နိုင်ငံသားတွေနဲ့ကိုကန်တက်မတော် MNDA တပ်ဖွဲ့တွေပူးပေါင်းတူးဖော်နေတဲ့ရှေလုတ်ကွက်ကိုဒေသခံတွေကမတ်လ9ရက်နေ့မှာတောရောက်ကန့်ကွက်ပြီးတဲ့နောက်ပြစ်ခတ်ခံရလို့ကန့်ကွက်သူတွေတဲကဒေသခံ6ရောက်သေဆုံးသွားတယ်လို့မုံစီဒေသခံတွေက RFA ကိုမတ်လ6ရက်နေ့မှာပြောပါတယ် ဒဏ်ရာရတဲ့ဒေသခံ6ယောက်ကိုလည်းကုတ်ခိုင်ဆေးရုံကိုပို့ဆောင်ကုသနေတယ်လို့လည်းဆိုပါရယ်။ရွှေလုတ်ကွက်ရှိနေတဲ့နန်လင်းချောင်းဟာမုံစီကျွရအုပ်စုထဲမှာရှိတဲ့လေယာမြေတွေအတွက်အ धिक ရေပေးဝေနေရတဲ့ချောင်းဖြစ်နေရကြောင်းရွှေတူးဖော်ရေလုပ်ငန်းတွေကိုရပ်တန့်ဖို့ဒေသခံတွေကအကြင်ကြင်ကန့်ကွက်နေကြတာပါ။ MNDA ကိုကန့်တပ်ဖွဲ့ဝင်တွေကပြစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပေမဲ့ကိုကန့်တပ်ဖွဲ့ MNDA ဘက်ကတစုံတရာမထုတ်ပြန်သေးတယ်လို့ MNDA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံလီကြောင်းဝင်းကို RFA ကဆက်သွယ်မေးမြန်းထားတာကိုလည်းအကြောင်းမပြန်သေးပါဘူး။ဒီဖြစ်ရက်နဲ့ပတ်သက်လို့ဒေတာခန်နေနဲ့ MNDA တာဝန်ရှိသူတွေမလ6ရက်နေမှာညှိနှိုင်းနေကြတယ်လို့နောက်ထပ်မုံစီဒေတာခန်တဦးကပြောပါတယ်ရှင်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာဘီလာရုစ်နိုင်ငံကိုမလ9ရက်နေမှာအလက်ပတ်ရောက်ရှိမှာဖြစ်ကြောင်းဘီလာရုစ်အစိုးရပိုင်သတင်းဌာနတစ်ခုမှဖော်ပြပါတယ်။ ဘီလာရုသမတလူကာရှန်ကိုကစစ်ကောင်းဆောင်ကိုလက်ခံတွေ့ဆုံမှာဖြစ်ပြီးကုံတွယ်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရေးစီးပွားရေးလူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးသွားမယ်လို့ဆိုပါတယ်ရုရှားနဲ့အိမ်နီးချင်းဘီလာရုနိုင်ငံဟာကုန်းတွင်းပိတ်နိုင်ငံငယ်တစ်ခုဖြစ်ပြီးမြန်မာစစ်တပ်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်စစ်ကောင်းဆောင်အနေနဲ့ရုရှားရဲ့ဩဇာလွှမ်းမိုးမှုရှိတဲ့ဘီလာရုနိုင်ငံကိုတွားရောက်တာဟာသူ့အတွက်လုံခြုံမှုရှိတာကြောင့်လို့ ်နိုင်ငံရေးလှစ်လာတုံးသက်သူဦးတန်းစိုးနိုင်ကပြောပါတယ်။ရန်ပုံငွေချို့တဲ့တဲ့အတွက်လာမဲလာမှာဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရိုဟင်ဂျာဒုက္ခသည်တန်တန်းလောက်ကိုပေးနေတဲ့ရိတ်ခါအကူအညီထောက်ဝက်ရောကြလာမယ်လို့ကမ္ဘာစားနေကအစီအစဉ် WFP ကပြောကြားလိုက်ပါတယ်။ရန်ပုံငွေအကြီးကျယ်လိုအပ်တဲ့အတွက်လူတစ်ယောက်ကိုလဆင်ရိတ်ခါဖို့12ဒေါ်လာခွဲပေးနေရကနေလျှော့ပြီး6ဒေါ်လာပေးရမယ်လို့ WFP ကဗုဒ္ဓဘူးနေ့ကပြောပါတယ် ဒီလိုရှော့ချတဲ့ကိစ္စဆွေးနွေးဖို့ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့လာမဲ့သတင်းပတ်မှာတွေ့မယ်လို့လည်းဆိုပါရယ်။ရာမန်တန်ဥပုပ်တီလာစောင့်ချိန်မှာရိုဟင်ဂျာတွေနဲ့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကတွေ့ဆုံမှုရှိပြီးကုလအကြီးအကဲရဲ့ခီးမတိုင်ခင် WFP ကရန်ပုံငွေရှော့ချမဲ့အကြောင်းထုတ်ပြန်တာဖြစ်ပါရယ်ရှင်။အခုဆက်ပြီးသတင်းဆောင်မကိုထုတ်လင်းပါမယ်။ ကြောက်ခတ်ငွေလင်လုပ်ငန်းမှာခိုင်းစေခံရတဲ့နိုင်ငံဆောင်ကလူ၄၀၀ကျော်ကိုလွှဲပြောင်းပေးဖို့အသင့်ရှိနေပြီလို့ဒီမိုကရေစီအကျိုးပြုကင်းတက်မတော် DKBA ကပြောကြပါတယ်။ဒါပေမဲ့ဒီလိုလွှဲပြောင်းတဲ့အခါမှာဌာနဆိုင်ရာတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့စစ်ကောင်စီကဖိအားပေးတဲ့အကြောင်းကိုကျော်လွင်ဦးတင်ပြပါမယ်ရှင်။ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်ဒီမိုကရေစီအကျိုးပြုကင်းတက်မတော် DKBA ထိုင်းချုပ်နယ်မြေကြောက်ခတ်ကြေးရွာမှာလေပတ်နေတဲ့ကြားဖြန့် online ငွေလိမ်လုပ်ငန်းတွေက ိုင်ငံသား443ယောက်ကိုထိုင်းနိုင်ငံဘက်အလွှဲပြောင်းပေးဖို့အသင်းရှိနေတယ်လို့ DKB ရဲ့စီးပွားရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးစောဆန်းအောင်ကမတ်လ9ရက်နေ့မှာပြောကြားလိုက်ပါတယ် DKB နဲ့နှိစက်တဲ့မြန်မာတရင်သမားတချို့ကိုပြောကြားတာဖြစ်ပါတယ်အီသိုဘီးယား၊ကင်ညာ၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊သရီလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်၊အိန္ဒိယ၊နီပေါ်၊လာအိုအပါအဝင်နိုင်ငံဆောင်ကလူတွေကိုထိုင်းနိုင်ငံဘက်အလွှဲပြောင်းပေးဖို့အသင်းရှိနေတာပါအီသိုဘီးယားနိုင်ငံသား252ယောက်ပါဝင်တဲ့ အဲ့ဒီလူလျာကျော်ကိုလွှဲပြောင်းပေးတဲ့အခါ DKBA အနေနဲ့ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့မြန်မာစစ်ကောင်စီကဖိအားပေးနေတယ်လို့လည်းပြောပါတယ်။အဲ့ဒီလူတွေကျွန်တော်တို့ကျွန်တော်ဟန်နေကိုဆောင်နေတယ်လို့သူတို့ဘယ်လားလာမှလည်းကျွန်တော်မသိဘူးလေ။ကျွန်တော်ပုံတက်အပုတ်တက်ခိုင်းလာဆိုခိုင်းတော့ပို့လို့တက်တော့တော့ခိုင်းလည်းလည်းမခိုင်းတော့ကျွန်တော်တို့ဒီစစ်ဆိုးရောက်ပါလေ။အဲ့ဒီနဲ့လည်း အခုနေမကိုင်းဘူးမလုပ်ပါနဲ့ကျွန်တော်ပြောတော့လေတို့လိုက်နာတော့မသိဟုတ်နေပြီကနေတဲ့လူကြီးကကျွန်တော်အဖြစ်တင်မှာကြောက်တယ်ဒီလူကြီးဟိုနားခောက်တယ်ဟောလေဘာလို့ပြောလို့မလုပ်ဘူးခဏလီပဲလည်းပြစ်မှာလည်းကြောက်တယ်လေအဲ့ဒီပြန်လွှဲတဲ့လူတွေအဲထဲမှာထိုင်းနဲ့တရုတ်နိုင်ငံသားတွေမပါဘူးလို့ဒေသခံသတင်းရင်းမြစ်တကူက RFA ကိုပြောပါတယ်အခုပြန်ပို့မဲ့လူ400ကျော်မှာတရုတ်နဲ့ထိုင်းတွေမပါဘူးအရင်တစ်ခေါက်ပြန်ပို့တဲ့လူ200ကျော်ထိုင်းစစ်တပ်ကလွှဲတော့ကလည်းထိုင်းနဲ့တရုတ်တွေမပါဘူး ထိုင်ဝမ်နှစ်ယောက်ပါတယ်ကပ်ပလီတွေပါကစ္စတန်တွေလည်းပါတယ်သူတို့ကြားဖြန့်ယူနေမှာထိုင်းတွေတရုတ်တွေဆက်ရှိနေတယ်အလုတ်ဆက်လုပ်နေရတယ်အပြင်ပေးမထော်ဘူးထိုင်းနဲ့တရုတ်ရှိတဲ့ယုံတွေကိုစစ်တာဖမ်းတာတွေမရှိဘူးကြောက်ခက်ဒီသားကငွေလီလုပ်ငန်းတွေမှာအရမခိုင်းစီဖို့လူကုန်ကူးတဲ့သူတွေကိုညှဉ်းပန်းမနှိပ်စက်ဖို့သတိပေးထားပေမဲ့ညွန်ချချက်တွေကိုမလိုက်နာသူတွေကိုရှင်းထုတ်နေတယ်လို့လဲဗိုလ်ချုပ်ကြီးစောဆန်းအောင်ကပြောပါတယ်ကြောက်ခက်ဒီသားကငွေလီလုပ်ငန်းမှာခိုင်းစေခံရသူတွေကို ၃လအတွင်း DGBA ကအပြည့်ပြည့်လွှဲပြောင်းပေးဖို့ဆောင်ရွက်နေပြီမဲ့ထိုင်းနိုင်ငံအတွက်အခက်အခဲရှိနေတယ်လို့ DGBA ဗိုလ်ချုပ်ကြီးစောစန်းအောင်ကပြောပါတယ်ဒီမှာပြင်းတဲ့လူပေါင်းများတော့ခုမှဒီဟာခင်ရင်းရှိမှုတစ်ချက်။နောက်ကက်တင်အော့တာပေါင်းကအမေဆိုလို့ဖြစ်ရင်ဒီခိုင်းအစိုးရနေရလဲလူပေါင်းဆိုလက်မခံတော့ဘူး။အဲကျွန်တော်ထင်တယ်သူလက်ခံတော့မှသူ့နိုင်ငံကိုလက်ကောင်းတဲ့လူတော့ပဲသူကပြန်လက်ခံတယ်။အဲ့ဒါတော့အချိန်ကြာတာဖြစ်။ဒီလူတွေကိုကျွန်တော်ကအားလိုက်ရင် ကမ္ဘာလက်ကောင်းနဲ့မဟုတ်ဘူးလည်းမှကောင်းပြီလေ။ကြောက်ခန့်ဒေသငွေလင်းလုပ်ငန်းကအလုပ်သမား261ယောက်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့မှာထိုင်းအာဏာပိုင်တွေလက်ထဲတွဲပြောင်းပြီးခဲ့ပါတယ်။ဒီနောက်လူကုန်ကုခံရသူ443ယောက်ကို DKBA ကထပ်မံရှာဖွေတွေ့ရှိခဲ့ပြီးဒီလူတွေကိုပြန်လည်လွှဲပြောင်းပြီးခင်ကျွေးမွေးဆောက်ရှောက်ထားရတာခုဆိုသတင်းသုံးပတ်လောက်ရှိနေပြီလို့လည်း DKBA ကပြောပါတယ်။အခုတော့ RFA ပေးစာပြန်စာအစီအစဉ်ကိုထုတ်လင်းပါမယ်။ဒီတစ်ပတ်မှာတော့ ဒလမြို့နယ်ထဲမှာငါးလုပ်ငန်းဦးစီးဌာနကကြားပိုက်လို့ဖို့ပိတ်ထားလို့ဒေသခံတွေခက်ခဲနေတဲ့အကြောင်းပေးစာ လာရှိုပြည်သူစေယုံမှာအကြောင်းမျိုးမျိုးပြပြီးပတ်စံအစမတန်တောင်းနေတဲ့အကြောင်းရင်ဖွင့်စာအပါဝင်ရန်ကုန်ကမာရွတ်နယ်တကုတ်စိတ်ကန်းကပေးစာတွေကိုမကျူလိုက်မျိုးကောက်နှုတ်တင်ပြထားပါတယ်ရှင်မင်္ဂလာပါ RFA ပေးစာပြန်စာအစီအစဉ်ကနေကြိုဆိုပါတယ်ရှင် ီတစ်ပတ်အစီအစဉ်မှာဒလဘကပြပို့လာတဲ့စာကိုအရင်ဆုံးတင်ပြကြပါမယ်။အဖေရေကျွန်တော်တို့ဒလမြို့နယ်ခနောင်ရွာမှကျေးရွာအုပ်စုခနောင်မီးကျဆက်ကျေးရွာမှာကြားပိုက်တွေကိုလုတ်ခွင့်ပိတ်ထားတာကြောင့်အရန်ဒုက္ခရောက်နေရပါတယ်။ဒီကြားပိုက်ဆိုတာကတော့ယာဒီအလိုက်ငားနဲ့ပစွန်တွေကို ပိုက်ထောင်ပြီးတော့ဖမ်းတဲ့အလုပ်ဖြစ်ပါတယ်။ဒီလုပ်ငန်းကိုငားလုပ်ငန်းဦးစီးဌာနနဲ့ရေချောင်းရဲတပ်ဖွဲ့ကပိတ်ထားတာတစ်နှစ်ကျော်နေပါပြီ။ ကျွန်တော်တို့ရွာသူရွာသားတွေကဘိုးစင်ပေါင်ဆက်ဒီလုပ်ငန်းပဲလှုပ်လာကြတာမို့ကြံတာဘာမှမလုပ်တတ်ကြပါဘူး။ဘယ်တော့ပြန်ဖွင့်ပေးမလဲဆိုပြီးစောင့်နေရင်းနဲ့ရွာတွေကအမျိုးသမီးတွေလည်းသပင်တွေကိုဖျက်ယောင်ရလို့သပင်တွေလည်းမရှိကြတော့ပါဘူး။ဒါကြောင့်ဒီအကြောင်းသက်ဆိုင်ရာတာဝန်ရှိသူတွေသိအောင် RFA ကနေတစင့်တင်ပြပေးပါဆိုပြီးပေးပို့လာတာပါရှင်။အခုဆက်ပြီးတော့လာရှိုးဘက်ကပေးစာကိုတင်ပြပါမယ်။ လာရှော့ပြည်သူစေယုံမှာအကြောင်းအမျိုးမျိုးနဲ့ပတ်စံတွေအဆမတန်တောင်းနေလို့ပါ RF ရေစေယုံတက်ရင်ဂဒင်ကဆိုပြီးတော့တ냐ကိုငွေချက်တထောင်ခွဲပေးရပါတယ်စေယုံမှာကလေးမီးဖွားတဲ့အခါကျတော့လေရိုးရိုးမွေးရင်16သိန်းဒီပါခွဲမွေးရင်သိန်း30ဒီပါကုန်ပါတယ်ကလေးမွေးပြီးရင်လည်းနှစ်ယောက်ဖြစ်သွားလို့ဆိုပြီးတော့ဂဒင်ကတ냐ကို3000တောင်းပါတယ်နောက်ပြီးတော့ဆေးဝယ်ရင်လည်းစေယုံထဲမှာပဲဝယ်ခိုင်းပါတယ်သူတို့ရောင်းတဲ့ဈေးနဲ့အပြင်ဈေးကတဝက်လောက်ကိုကွာပါတယ် ပတ်စံမရှိရင်စေယုံကဘာမှမလုပ်ပေးတာကြောင့်အခုဆိုရင်နေမကောင်းဖြစ်မှာတောင်ကြောက်နေရပါတယ်ဆိုပြီးတော့ရင်ဖွင့်ပြောပြလာတာပါရှင်။အခုတစ်ခါတင်ပြချင်တာကတော့ရန်ကုန်ဒဂုံစိတ်ကန်းကပေးစာပါ။ RFA ရေကျွန်တော်ကတော့ဒဂုံစိတ်ကန်း88ရက်ကွက်မှာနေတာပါ။90ရက်ကွက်နဲ့ကတန်လွင်လမ်းမကြီးပဲခြားပါတယ်။ကျွန်တော်တို့ရက်ွက်မှာ၄နာရီတခါမီးလာရမှာဖြစ်ပေမဲ့လေတခါတလေဆိုရင်တနာရီနှစ်နာရီလောက်ပဲမီးလာပါဗျ မိလာတဲ့အချိန်ကျတော့60ရက်ကွက်ထက်2နာရီလောက်နောက်ကျပြီးမှလာပါတယ်။လျှက်စစ်မီအချိန်အတူတူ ပေးနေတဲ့ရက်ကွက်ချင်းအတူတူဘာကြောင့်ကျွန်တော်တို့ရက်ကွက်ကိုအချိန်လျှော့ပြီးပေးနေတာလဲဆိုတာကို မစင်စားတတ်တော့ပါဘူး။အခုလို့ဖြစ်နေတာ6လ9လမကတော့တာကြောင့်မခံမရက်နိုင်ဖြစ်ရလွန်းလို့ RFA ကနေတဆင့်တင်ပြလိုက်ရတာပါဆိုပြီးတော့ပေးပို့လာတာပါ။အခုဆက်ပြီးတော့ရန်ကုန်ကမာရွတ်ကပေးပို့လာတဲ့စာကိုတင်ပြပါအောင်မယ်။ ကမာရွတ်မြို့နယ်၃ရက်ကွက်ခုနှစ်လမ်းထိပ်နဲ့ဒီချမ်းတပင်လမ်းအနီးပတ်ဝန်းကျင်တွေမှာစီကံမဲ့အမိုက်မီးရှို့နေသူတွေကြောင့်လေထုညံ့ညံပြီးတော့မီးပေးအန်တရယ်ကိုပါစိုးရိမ်နေကြရပါတယ် RFA ရေအမိုက်တွေကိုမီးရှို့ရာကနေထွက်လာတဲ့အစိတ်ငွေ့တွေကြောင့်ယောဂရမာကိုစိုးရိမ်တဲ့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့အ мян ဆုံးအရေးယူပေးဖို့ RFA ကနေတစ်ဆင့်တင်ပြလိုက်ပါတယ်ဆိုပြီးပေးပို့လာတာ RFA ပေးစာပြန်စာအစီအစဉ်ကစာရီမှာပေးပို့သူတွေရဲ့လုံခြုံရေးအရာနာမည်တွေကိုမဖော်ပြဘဲတင်ပြခဲ့တာပါရှင်။ဒီတစ်ပတ်အစီအစဉ်ကိုတော့ဒီလောက်နဲ့ပဲရန်နာပါရစေ။နောက်တစ်ပတ်မှာလည်း RFA ပရိသတ်တွေရင်ဖွင့်လာတာတွေကိုကောက်နှုတ်တင်ပြပေးဦးမှာမို့စောင့်မျှော်ရှုစားပါအောင်ရှင်။အခုနောက်ဆုံးရှမ်းတိုင်းသားဘာသာအစီအစဉ်ကိုမြန်မာစာတန်းတို့နဲ့ကြည့်ရှုနိုင်ပါတယ်ရှင်။ าสูงค่ะพี่น้องก้นเมืองใต้ตั้งเสียงตัวเจอซองเปิงอยู่ดีกัดเย็นอยู่ ค่ะเนาะเมื่อในวันที่เจ็ดเหรินมาสปีคริสองเห็นปลายเศร้าหาลังนีปีใต้สอยปากปลายสิบเกาหนีเหรินสิมมเกาคำวันซุกฮงปล่อยเสียงอาราฟีเตะขับหมายปล่อยเสียงฝ่ายใต้อยู่ออตอนหน้าวงในใจเมืองเป็นผู้ว่าปุ่นพรสีใจหยีพงดั้งเขานางเย่หอมเตะโฮมกันให้งานเขาเงาเหน็บปันกว่าค่ะออ ซึกเขกเก้ากลาง MND อันโหลดตึกซึกบานโดยปังยันซึกหนึ่งศูนย์สองเจ็ดยืดไว้เส้นดังหลวงเมืองห่มตุ่มอันติดต่อเวียงลาเชียวแซนมีกดขายเส้นดังแซนมีกุนหลงชิงชวยหอเจนั้นปูดาวตีอยู่โทเกตเอเชียโวเสเลือนมาสในมา เตเก็บขอนรถกากูเสนเสนอยู่ยาวในก้นเมืองลาเชียวลาดรถกาต่างน้ำมันเจอไฟทาสีดีเสจนใยอีกเหนือแสนรถกาเสเตเก็บกว่าหนึ่งลำในเกียแปดแสนต่อสิบแสน cá trắng chữ ba dìm cá trắng cuốn chữ này có kiếp áo nắp hồ mừng đỏ hồ sen để kiếp còn quả cù lâm nhau à này bằng yên sức nương xuân sóng chết hộp cắm nương hộp cắm sóng bồn má sức khỉ cao căng lọ trước yết áo viên cát cào lào cái đang con trạng viên mương cô kiểu cột bằng sai thông phải học viên cột khai lệ chế viên sen mỹ cùn lũng đang viên là siêu ย้ำเหลียวในปืนตีเจ้าในซึกเขเกากั้งเตะเก็บขอนกุดี เกี่ยวกับร้องในเสกับสืบอุบดังผูกคานปากซึกเอ็มเอ็นดี เซตาอัมฮับลัดตอวันที่สี่ย้ำหกคำสี่โมงนั้น เจ้าตนคู่เจ้าธรรมสาระอายุสี่สิบแปดว่าเจ้าเศร้าแปดว่าเจ้าก้อนวัดวิหารทำสายแรงค้ำปอกนากัด ลาดก้นวันว่า เดีกว่าวันอุ่มตื้นกำหนึ่งในสีห้องเอาตะการลงมันเจ้าใจปีอายุสสี่ิบปีหอก้ากว่าส่ง พ่องกว่ามีอยู่ที่วิหารอุ่มตื้นนั้นก็นำหูฝ่ายจุ่มหนึ่งง่อยยื้อแลไล่ลูกตายทั้งตี จ้าตนคู่ในเป็นเจ้าก้อนวิหัน เตียนเจ้าใต้เกอหลีพุทธะนับถือมันเจ้า มันเจ้าในกําเทียงบันแห้งฝ่ายเดโมเครซีอําทรงเกียกลองอําตรา อันจมซึกมันยึดอานานในกอมันเจ้าอําหันนี้จอม เกี่ยวกับลองในจุมก้นหนุ่มภายคนปังล้องโฮมกัน11จุมเสีออกเด็กปืนเผาลองยิบกองกลางเสพุทยื้อสังฆาเจ้าดังก้นเมืองในอําหันดีจอมสารคัดหาวแห้ง ลูกย้อนถึงภูมิปุนพ่อนในภูเกี่ยวคองเฮาเจ้าขึงปองปันให้มีลองเพ่งเป้งเป็นทําตราว่าไหนข้าหมายปล่อยสิงฝ่ายใต้ตอนอวงในสุดเยาวตีในอจ้าหยิบพงตั้งขาวนางเยหอมหอมจมปีน้องก้นเมืองได้สงซื้อหับถอมสิยงใต้อารฟีวันสุขวงนาแทงอยู่ ให้อยู่ลีกัดเย็นห้ามเขียนหายังเสกัมใหม่สงคาอารฟีซาซิเนโกดีมาเบชนาเบยาเสมีมาปีตูปีตามยาเบอันเน่ยปองงานน่เก่งเวจาบ